အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါပြည်ပြမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီနေ့မေလ9ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတို့ပြီးတပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့အပြန်လည်ပြစ်ခတ်တိုက်ခိုက်နေတဲ့အခြေအနေကိုတင်ပြပါမယ်ဒီကနေ့မနက်တနားရီ44မိနစ်အချိန်ကအိန္ဒိယအစိုးရအိန္ဒိယလေတပ်မတော်ပဲအိန္ဒိယတပ်မတော်လေးကအိန္ဒိယတပ်မတော်လေးကအိန္ဒိယနဲ့ပါကစ္စတန်နယ်ရာမှာရှိတဲ့ဒီကက်စမီးယားဒေသကက်စမီးယားဒေသကကျွန်တော်တို့ဒီပါကစ္စတန်ဘက်ကလည်းပိုင်နေနေပြီရှိတယ်အဲ့ဒီနေပြည်တော်မှာရှိတဲ့စစ်သွေးစုကြွအကြမ်းဖက်တွေရဲ့နေရာတွေကိုဘုံကျက်တိုက်ခိုက်လိုက်တယ်အဲ့ဒီဖြစ်စဉ်မှာအကြမ်းဖက်တမ80ကျော်တွေပြီးတော့ဒါ60ကျော် တရားရလေလို့ဒီကနေ့အိန္ဒိယအစိုးရဖွဲ့ရဲ့ဒင်းစာရှင်လေးဘက်မှာဒီချင်းကိုထုတ်ပေါ်ပြောဆိုနေတာတွေ့ရပါတယ်။အဲ့ဒီဒီစစ်စင်ကစုစုပေါင်းအချိန်ကကျွန်တော်တို့25မိနစ်ပဲရပါတယ်။စပြီးတော့ဒီအိန္ဒိယအိန္ဒိယဒီအိန္ဒိယရဲ့ဒီတိုက်ခိုက်ဖိုင်တာတွေကပါကစ္စတန်ရဲ့ဒီနေပြည်တော်ကိုဝင်ရောက်တဲ့အချိန်ကကျွန်တော်တနား40မိနစ်ပါ။တနား40မိနစ်ဝင်တယ်။ဝင်ပြီးတော့ကျွန်တော်တို့တွေ့ရဒီပြတ်မှတ်တွေကိုပြစ်တယ်။တွေ့ရဒီစစ်စင်က25မိနစ်ကြာတယ်။ဒီချင်းတွေမှာကျွန်တော်တို့ဒီပါကစ္စတန်ဘက်ကထုတ်ပြန်လာတာကတော့တို့အိန္ဒိယရဲ့ တက်ကြိုင်ဖိုင်တာအားလုံးသူတို့ကဒီ၅စီးပြစ်ချနိုင်တယ်လို့ပြောတယ်တချို့သတင်းတွေမှာကျွန်တော်၂စီးပြစ်ချနိုင်တယ်လို့ပြောတယ်အဲ့တော့သတင်းဌာနနိုင်ငံကသတင်းဌာနတွေမှာတော့ကျွန်တော်တို့၂စီးလားမသိ၅စီးလားမသိဒီလိုချင်းတွေကဝေဝါးနေတယ်ဒီချင်းတို့အိန္ဒိယဘက်ကလည်းသူတို့ရဲ့ဒီတက်ကြိုင်ဖိုင်တာတွေဘယ်နှစ်စီးပြစ်ချခံရလဲဆိုတော့သူတို့ကလည်းတရားဝင်ပြောတာတော့မရှိဘူးလက်ရှိဒီနိုင်ငံကသတင်းတွေမှာတော့ကျွန်တော်တို့တွေ့ရတာကအချို့သောသတင်းဌာနတွေမှာတော့၂စီးပြစ်ချခံလို့ရေးထားတယ်အချို့သောသတင်းဌာနတွေမှာလည်း၅စီးပြစ်ချခံလို့ရေးထားတယ် တော့ဖြစ်နိုင်ချေအများဆုံးကိုရေးထားတာကနှစ်စည်းပြစ်ချခံရအောင်ကိုတော့ကျွန်တော်ရေးသားတာတွေ့ရတယ်အချို့အစည်းတွေကကျွန်တော်တို့ဒါအိန္ဒိယပိုင်တဲ့ထဲမှာပြက်ချတယ်လို့လည်းဒီနိုင်ငံကသတင်းတွေမှာဖော်ပြတာတွေ့ရတယ်ဒါကကျွန်တော်နိုင်ငံကသတင်းတွေမှာဖော်ပြနေအခြေအနေဒီနေရာမှာကျွန်တော်တို့ပါကစ္စတန်ရဲ့ဒီထောက်လိုင်းအေဂျင်စီတွေရဲ့ဒါတရင်တရင်ထောက်လိုင်းမှုကိုကျွန်တော်တင်ပြပါမယ်။ပြီးခဲ့ရက်ကဒါပါကစ္စတန်နိုင်ငံရဲ့ပြည်ချိုင်းဝန်ကြီးကသူကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်တယ်။ဒီအိန္ဒိယအစိုးရကဒီပါကစ္စတန်နိုင်ငံကို26နှစ်တိုင်းမို့36နှစ်တိုင်းအတွင်းမှာသူတို့နိုင်ငံကိုတိုက်ခိုက်မယ်လို့သူကတိုင်းထုတ်ပေါ်ခဲ့တယ်။အဲ့တော့ဒါအကြီးအကျယ်ဖြင့်ပါကစ္စတန်နိုင်ငံရဲ့ထောက်လိုင်းအေဂျင်စီတွေကဘယ်လောက်ထိအားကောင်းလဲဆိုတာကိုပြတာပါ။အိန္ဒိယကသူတို့တိုက်မယ် နိုင်ပေါင်း24နိုင်နဲ့36နိုင်တို့တိုက်မယ်လို့သူကိုယ်တိုင်တရားဝင်ပြောခဲ့တယ်ဒီဖြစ်စဉ်နဲ့မဖြစ်ခင်ရပိုင်းမှာကျွန်တော်ပြောခဲ့တာအဲ့ဒါကကျွန်တော်ဘာလို့ပြနေဆိုတော့ဒီပါကစ္စတန်ရဲ့ထောက်လိုင်းအေဂျင်စီတွေအားကောင်းမှုကနိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ရင်နိုင်ငံတိုင်းနိုင်ငံတွေမှာကျွန်တော်ထောက်လိုင်းအေဂျင်စီတွေအားကောင်းမှုလိုပါတယ်မြေပြည်နိုင်ငံမှာဆိုခင်ဗျားကျွန်တော်ရက်ွက်လေးတည်ငြိမ်မှုဆိုရင်ဒီထောက်လိုင်းအေဂျင်စီတွေအားကောင်းမှုလိုတယ်မြို့နယ်တစ်မြို့နယ်တည်ငြိမ်မှုဆိုလည်းဒီထောက်လိုင်းအေဂျင်စီတွေအားကောင်းမှုလိုတယ်ထောက်လိုင်းအေဂျင်စီဆိုတဲ့နေရာမှာကျွန်တော်တို့စစ်ဘက်ရက်ဘက်ပါစစ်ဘက်ရက်ဘက်ပါတက်ရေးကြည့်ပါတယ်အဲ့တော့ကျွန်တော်တို့ရက်ဘက်ကိုပဲကျွန်တော်တို့စဉ်းစားကြပါစို့အခြားသောနိုင်ငံတွေမှာဒီသူတို့ရဲ့အေဂျင်စီကိုခင်ဗျားတို့မြင်သိတာထင်ရှားတဲ့အနေအထားပြမယ်ဆိုရင်ဒီအောက်ခြေမှာရှိတဲ့လုပ်ငန်းများမှသိ ်အပေါ်မှာရှိတဲ့ကြောင့်စီးပွားရေးလုပ်ငန်းလုပ်ငန်းများအထိလုပ်ငန်းရှင်များအထိသူတို့ရဲ့ဒီ agency တွေရဲ့လူတွေတို့ထည့်ထားတာထည့်ပြီးတော့သူတို့ရဲ့ဒီမှာလုပ်နေတဲ့တရိန်အချက်လိုက်တို့ယူတာပေါ့ယူပြီးတော့ဘလုတ်ကင်တွေရမယ်ဆိုတော့သူတို့တောက်လျှောက်စုံစမ်းနေအကဲဖြတ်တဲ့အရေးယူတယ်ပေါ့နိုင်ငံတကာနိုင်ငံကကာကွယ်ရေးအတွက်အရေးကြီးတာကကျွန်တော်ထောက်လိုင်း agency တွေကလည်းတိတ်ကိုကြီးကြီးတယ်။ဒါမှမဟုတ်ကျွန်တော်တရင်လုံမှုရမယ်၊ချက်ချင်းတို့ပြန်နိုင်မယ်။အဲ့တော့တရင်များကျွန်တော်ဘာမှမလုပ်ရမရလား။ကာကွယ်နိုင်ငံတော်ကာကွယ်နဲ့ပတ်သက်နိုင်ငံတိုင်းနိုင်ငံမှာအရေးကြီးတာကဒီထောက်လိုင်း agency ပါ။ထောက်လိုင်း agency တွေနေရာမှာကျွန်တော်တို့ဒီစစ်ဘက်တစ်ခုလည်းမဟုတ်ပါဘူး။အရက်ဘက်ပါ။အရက်ဘက်ကဘာကြောင့်လဲဆိုတော့တရင်တွေအားလုံးကတရင်တွေအားလုံးကကျွန်တော်တို့ပြည်သူမှပြည်သူကြားတော့သွားတာ။တရင်တွေအားလုံးကကျွန်တော် ground နဲ့ ground မှာသွားတယ်။ ဒါပြောသတင်းရဲ့အခြေအနေပဲဒါသတင်းတွေအားလုံးကမြေပြင်ရတွေပဲစီစဉ်တာအပေါ်ကနေပြောဒီမြေပြင်မှာအမြေပြင်ရသတင်းချက်လက်မရအပေါ်ကစီမံခန့်ခွဲလို့ပါလေစီမံခန့်ခွဲနိုင်မှာမဟုတ်ဘူးအရေးကြီးတာကကျွန်တော်တို့ဒီမြေပြင်ရလို့ပါအဲ့တော့ဒီနေ့မှကျွန်တော်တို့ဒီပါကစ္စတန်ရဲ့ဒီထောက်လိုင်းအေဂျင်စီရဲ့ထောက်လိုင်းအေဂျင်စီကကျွန်တော်တို့သူတို့ရဲ့သတင်းအချက်လက်ခိုင်းမှာမဟုတ်ဗျာတော်တော်ကြီးကိုကျွန်တော်အားဝကြအောင်ပါလေအဲ့တော့အိန္ဒိယကလည်းအိန္ဒိယမှာလည်းကျွန်တော်ဒီထောက်လိုင်းအေဂျင်စီကတော့အားကောင်းပါလေအေဆွေးလို့ဆိုတော့တို့လေးအားကောင်းပါလေသူတို့ရဲ့ထောက်လိုင်းအေဂျင်စီကလက်ရှိကတော့ကျွန်တော်တို့ဒီထောက်လိုင်းနဲ့ပတ်သက်ရင်ကျွန်တော်စစ်ဘက်အရက်ဖက်အပါဝင်ကျွန်တော်နည်းပညာအကူအညီပါပါလာပါပြီ ယခင်ကတော့ကျွန်တော်တို့ဒီစစ်ဘက်အရက်ဘက်နှစ်ခုပဲသွားတာပေါ့။အရှိတော့ကျွန်တော်တို့ဘဝဒီနိပညာလေးနဲ့သူသုံးခုပေါင်းတဲ့နေတာဖြစ်သွားတာပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်နိပညာလေးဘယ်တော့ပဲထုတ်တတ်ပါသေးကျွန်တော်တို့ဒီမြေပြင်မှာရှိခဲ့ဒီဒီတရင်ချက်လက်ကိုမရရင်တော့ကျွန်တော်တို့အပေါ်ကလည်းရောက်ဖို့တော်တော်ခက်ပါလေဒါကကျွန်တော်တို့နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ရင်ဒီထောက်လိုင်းအေဂျင်စီတွေရဲ့အရေးပေါ်မှုပါအရေးပေါ်မှုပါအဲ့တော့ကျွန်တော်တို့ဒီပါကစ္စတန်ရဲ့ပါကစ္စတန်ရဲ့ဒီထောက်လိုင်းအေဂျင်စီရဲ့တရင်အချက်လက်ခိုင်ပေါ်မှာတော်ကြည့်ကိုကျွန်တော်အဟောကောင်းပါလေဒီနေ့ဘက်မနက်ပိုင်းမှာလည်းကျွန်တော်အိန္ဒိယရဲ့ဒီပြည်ထောင်ဝင်ကြီးကသူရဲ့ဒီဆိုရှယ်မီဒီယာမှာရေးသားတာတွေ့ရပါလေအဲ့ဒါက ရက်ဆော့ဆော့တက်ပြခံရတဲ့ကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေတုတ်ပြုံဖြစ်ပါတယ်။ဆစ်စင်အမိကကျွန်တော်တို့ဒီစင်လူလုပ်ပေးထားတယ်။ပြီးဝင်သူတို့အဲ့မှာရှိတဲ့ဒီပြည်အိမ်ကိုဆက်ရေးထားတယ်ဗျ။အိန္ဒိယနိုင်ငံနဲ့ပြည်သူတွေပေါ်မှာတိုက်ခတ်လာမှုကိုတင်းတော်လေးတုတ်ပြုံမှုတွေကိုသူဆက်လက်လုပ်သွားမယ်။အကြမ်းဖက်မူဝါဒကိုအမြစ်ကနေစပြီးတော့ရှင်းလင်းဖယ်ထုတ်ဖို့ရှင်းလင်းဖယ်ထုတ်ဖို့သူတို့ခိုင်းမှာစွာတတိပြထားပါတယ်။ဒီချင်းတွေကိုဒါဒီချင်းတွေကိုအိန္ဒိယဝန်ကြီးမူဒီကလည်းဒါဒီချင်းကိုကျွန်တော်ပြည်ပြသားတာအမေပေးထားပြီးရဖြစ်ပါတယ်လို့သူပြောတယ်။ပြောတယ်။တော့အိန္ဒိယတိုက်တာကအားလုံးကျွန်တော်တို့ဒီကက်စမီးယားဒီသားမှာရှိတယ်။တနည်းပြပါကစ္စတန်ပိုင်နဲ့ကက်စမီးယားဒီသားမှာရှိတဲ့စစ်သွေးကြွတွေရဲ့စကန်ကုတ်ကိုတိုက်လိုက်တာ။တိုက်လိုက်တာပေါ့။အဲ့ဒီအချိန်မှာကျွန်တော်ဒီပါကစ္စတန်ဘက်ကလည်း သူတို့ဒီလက်နက်ကြီးနဲ့ပြန်ပြစ်တာရှိတယ်လက်နက်ကြီးနဲ့ပြန်ပြစ်တဲ့အခါကျတော့အဲ့လက်နက်ကြီးကြောက်ပောက်ွက်မှုကြောင့်ဒီအိန္ဒိယပိုင်နယ်ထဲမှာရှိတဲ့အိန္ဒိယနိုင်ငံသား၃ယောက်ဒါတိတ်ဆုံးသွားတယ်ပေါ့ဗျာတိတ်ဆုံးသွားရှိတယ်ထိခိုက်ဒဏ်ရာရရှိတာရှိတယ်ဒါကတော့ကျွန်တော်တို့ဒီနိုင်ငံကသတင်းတွေဖော်ပြမှုပါအဲ့မှာဆက်ပြီးတော့ကျွန်တော်တို့ဒီစိတ်ဝင်စားဖို့ကောင်းတာကဒီနိုင်ငံလုံးမှာကျွန်တော်တို့ဒီလေကြောင်းရေကာဝေးဆင်းနေတဲ့နိုင်ငံလုံးမှာအဆင်မြင်ပါတယ်အိန္ဒိယလေလေကြောင်းရေကာဝေးဆင်းနေတဲ့ပတ်တိုင်းတော်ကျုပ်အဆင်မြင်တယ်ဒီဘက်ကပါကစ္စတန်ဘက်ကလည်းတော်အဆင်မြင်ပါတယ်ပါကစ္စတန်ကတော့သူတို့အသုံးပြုတဲ့ဒီလေကြောင်းရေကာဝေးရတော့ဒီတရုတ်နိုင်ငံကလေကြောင်းရေကာဝေးလို့သူဝေယူသုံးဆွဲတယ်ဒီအိန္ဒိယကတော့သူတို့အဆင်မြင်တာပါဗျာအိန္ဒိယကတော့ကျွန်တော်တို့ဒါ အိန္ဒိယကတော့တကယ်ကမ္ဘာအကောင်ဆုံးရုရှားလေကျောင်းကဝေးရှိနေတယ်ရှိတယ်ပြီးရင်ကျွန်တော်တို့အမေရိကန်အုပ်စုတွေလည်းသူရှိတယ်လို့သိရတယ်အဲ့တော့ဒါတော့နိုင်ငံတကာသတင်းမှာဖော်ပြနေတဲ့အခြေအနေပြီးရင်ကျွန်တော်လေကျောင်းရဲ့လေကျောင်းပါပါပါလေကျောင်းပါပါမှာဆိုရင်လည်းပဲဒီအိန္ဒိယကလေတက်ဆွမ်းကတော်တော်ကြီးကိုကျွန်တော်တို့ကမ္ဘာအဆင်ပြပါလေပါကစ္စတန်ကတော့သူ့အောက်ကျပါလေအိန္ဒိယမှာကျွန်တော်တို့အုံပြည့်တဲ့တိုက်ခိုက်ရေးဖိုက်တာတွေကတော့ပြည်ထောင်နိုင်ငံထုတ်တဲ့တိုက်ခိုက်ဖိုက်တာတွေရုရှားနိုင်ငံထုတ်တဲ့တိုက်ခိုက်ဖိုက်တာတွေသူအများဆုံးဝေယူထားတယ်အများဆုံးသုံးကသုံးဆွဲထားတယ်လေကစနစ်တွေကလည်းတကယ်ကိုကျွန်တော်တို့အဆင်မြင်တယ်ဒီပါကစ္စတန်ဘက်မှာတော့ဒီအမေရိကန်ထုတ် app F16 တွေရှိမယ်ပြီးရင်ကျွန်တော်တို့တိုက်တိုက်ခိုက်ဖိုက်တာတွေရှိတယ်ပြီးရင်ကျွန်တော်တို့ဒီတိယုတ်နဲ့ပါကစ္စတန်နိုင်ငံပူးရထုတ်လာတဲ့ဒီတိုက်တိုက်ခိုက်ဖိုက်တာတွေရှိတာပေါ့ဒီလေကြောင်းရဲ့ ဒီလေကြောင်းရဲ့ကျွန်တော်တို့ဒီဆွေရေးစွမ်းပကားမှာဆိုရင်တော့ဒီပါကစ္စတန်တော့နိုင်တယ်ဒီဒီကျွန်တော်အိန္ဒိယဘက်ကတော့တော်တော်လေးမြင့်လာတွေ့ရတယ်အိန္ဒိယကတော့တော်တော်လေးမြင့်နေအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါဒီတိုက်ပွဲကတော့ လေချောင်းရံနေရဲ့ထိအောင်မှုကိုကျွန်တော်မြင်တွေ့ရမယ်။တနည်းအားဖြင့်ဒီပါကစ္စတန်ကအိန္ဒိယလေချောင်းရံကိုသုံးတဲ့အတွက်ပါကစ္စတန်ရဲ့ကျွန်တော်တို့ဒီတိုက်ခိုက်ရေးလေရင်တွေကအကယ်ဒမီအိန္ဒိယပိုင်နယ်တွေကိုရောက်သွားရင်အိန္ဒိယပိုင်နယ်ထဲမှာရှိတဲ့အိန္ဒိယရဲ့လေချောင်းဒီလေကာတွေကဘယ်လောက်ဒီကာဝင်နိုင်မလဲ။ဒါမှမဟုတ်ကျွန်တော်တို့တစ်ဖက်ကအိန္ဒိယအိန္ဒိယရဲ့ဒီလေလေရင်တွေတိုက်ခိုက်ရေးဖိုင်တာတွေကပါကစ္စတန်နိုင်ငံတဲထဲကိုပါကစ္စတန်ပိုင်နယ်တွေကိုရောက်သွားမယ်ဆိုရင်ဒီပါကစ္စတန်ထဲမှာရှိတဲ့တရုတ်ရဲ့လေကာတွေကဘယ်လောက်ထိကျွန်တော်တို့တွေ့ပြနိုင်မလဲပေါ့။ဒါတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်။လက်ရှိတော့ကျွန်တော်ဒီသတင်းပြချောင်းမယ်ဆိုတော့ဒီကနေ့မနက်ပိုင်းမှာအိန္ဒိယဆိုတာကပါကစ္စတန်နိုင်ငံကက်စီမီးယားဒေသမှာရှိတဲ့စစ်သွေးကြွတွေရဲ့ နေရာ၉ခုကိုကျွန်တော်တို့တိုက်ခိုက်လိုက်တယ်ဆင်သေးကြရကျွန်တော်တို့ဒီ60ကျော်တည်တယ်လို့တို့ရေးသားထားတွေ့ရတယ်ဒီလိုအခြေအနေရှိတယ်ပြီးနောက်တစ်ချက်ကတို့ဒီပါကစ္စတန်ဘက်ကထုတ်ပြန်ထားတာကသူတို့ရဲ့ဒီလေပိုင်နဲ့တော့ဝင်ရောက်လာတဲ့အိန္ဒိယရဲ့ဒီတိုက်ခိုက်ဖိုင်တာနှစ်စီးကိုသူတို့ပစ်ချနိုင်ခဲ့တယ်ပြီးရင်သူတို့ရဲ့ drone ကိုလည်းပစ်ချနိုင်ခဲ့တယ်လို့ဒါဒီဘက်ကပါကစ္စတန်ဘက်ကရေးသားထားတွေ့ရတယ်အဲ့မှာကျွန်တော်တို့ချုပ်သတင်းတွေမှာကပါကစ္စတန်ကနေအိန္ဒိယကိုပစ်ချတာတိုက်ခိုက်ဖိုင်တာ၅စီးလို့လည်းရေးတယ်နှစ်စီးလို့လည်းရေးတယ်အများဆုံးကျွန်တော်တို့ရေးသားထားတာကတော့ကျွန်တော်တို့ဒီနှစ်စီးလို့ပဲတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီနောက်ဆုံးအနေနဲ့ဒီပါကစ္စတန်ဝင်ရောက်ကလည်းဒီချင်းနဲ့ပတ်သက်ပြီးသူတို့ထားတွေ့ရတယ်ပါကစ္စတန်ဘက်ကတော့ဒါ ပါကစ္စတန်ဘက်အနေနဲ့ပေါ့ဗျာသူတို့နားလည်ထားတာကအိန္ဒိယရဲ့ဒီတိုက်ခိုက်မှုတွေကပါကစ္စတန်နိုင်ငံကိုစစ်ကြောင်ကြတာလို့သူတို့ကလက်ခံထားတယ်။ပြီးရင်ကျွန်တော်အိန္ဒိယရဲ့လူတွေကတရောပေါ်ကြောင်နဲ့လိုရဖြစ်တယ်။သူတို့အနေနဲ့လည်းပါကစ္စတန်နိုင်ငံအနေနဲ့လည်းဒီတက်တော်တဲ့တုတ်ပြမှုတွေကိုတိုက်ခိုက်မယ်။ငါတို့ပြန်ပြီးခလေသားချိမယ်လို့သူကဒီပါကစ္စတန်ကိုယူကလည်းဒီနေ့အဲ့ဒီအချိန်ကိုထွက်ရှင်လာတယ်။လက်ရှိတော့ကျွန်တော်ပါကစ္စတန်နဲ့အိန္ဒိယကတော့ဒါစေရီကတော့တော်တော်လေးပွဲတင်နေပြီ။အဲ့တော့အိန္ဒိယနဲ့ပါကစ္စတန်မှာတိုက်ပွဲတွေဖြစ်တိုင်းဖြစ်တိုင်းမှာဒီကက်စပီးယားဒေသပဲဆားလာ။အဲ့ဒါကဘယ်ရလာလဲဆိုတော့ကျွန်တော်တို့ဒီကိုလိုနီဖြစ်ခဲ့တဲ့နယ်မြေတွေပေါ့ဗျာ။ကိုလိုနီဖြစ်ခဲ့တဲ့နယ်မြေတွေနယ်မြေတွေအားလုံးမှာဒီ အင်္ဂလိပ်အစိုးရကအမြင့်နဲ့ကျွန်တော်ပြဿနာတွေကိုခြံခြံထားခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်ဒီကက်စမီးယားဒေသဗျာကက်စမီးယားဒေသကရခိုင်ကအိန္ဒိယရဲ့လွတ်လပ်ရတဲ့အချိန်မှာဒီကက်စမီးယားဒေသကိုကျွန်တော်နိုင်ငံတစ်ခုအနေနဲ့ထိုင်ရထားခဲ့လို့ရတယ်။သို့မဟုတ်ဒီကက်စမီးယားဒေသကိုပါကစ္စတန်ပိုင်နယ်ထဲကိုအပြည့်အဝပေးလဲပေးလို့ရတယ်။အိန္ဒိယပိုင်နယ်ထဲကိုလည်းအပြည့်အဝပေးလဲပေးလို့ရတယ်။သို့တော်လည်းအဲဒီဒေသကိုအိန္ဒိယအဒီဒီဗြိတိရှအစိုးရက သူ့ပိုင်းနဲ့ငါးပိုင်းနဲ့မထားခဲ့ဘူးတိတိကျကျမတတ်မှတ်ပေးထားခဲ့ဘူးအဲတိတိကျကျမတတ်မှတ်ပေးထားခဲ့တော့တစ်ပတ်စလုံးကသူ့ပိုင်းနဲ့ငါးပိုင်းနဲ့ဆိုတော့နှစ်ပတ်စလုံးကအဲ့ဒီဒေသမှာကျွန်တော်တို့ဒီပြိပကတွေဖြစ်တယ်စေးပြိပကတွေဖြစ်တယ်အိန္ဒိယနဲ့ပါကစ္စတန်ကျွန်တော်တို့စေးပြိပကတွေဖြစ်တိုင်းဖြစ်တိုင်းမှာဒီကက်စမီးယားဒေသပဲစားတာအဲ့ဒါကကျွန်တော်တို့ဒါဗြိတိသျှအစိုးရရဲ့ကျွန်တော်အမွေဆိုးပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်တို့ကိုလိုနီကိုလိုနီစနစ်ရဲ့အမွေဆိုးလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာလည်းထုံနီးသူပါပဲအဲ့တော့ကိုလိုနီစနစ်ရဲ့အမွေဆိုးကိုကျွန်တော်တို့ဒါခံရတာဖြစ်ပါတယ်အော်ပခုတ်ကူနဲ့မြိုင်းရဲ့အဆက်ပခုတ်ကူမျိုးနဲ့ဇောင်းချန်ကုန်းကြေးပါအဲ့တော့ဇောင်းချန်ကုန်းကြေးရစာရင်ရောက်မှရှိတဲ့စစ်သွေးကြွားတွေရဲ့စကန်ကိုတက်ကဘုံကျက်လိုက်တယ် ဘုံကျဲရဲကမေလာငိုင်းနဲ့ညနေပိုင်းကဘုံကျဲတယ်။ဆောင်းကန်းဆောင်းကြံကုန်းအဲ့ဒီကျောင်းမှာကြီးစားတဲ့ကျွန်ဘုံကျဲလိုက်တယ်။အပိုင်ကတော့ကျွန်တော်ပခုတ်အပိုင်ပြီးရွာတွေကကျွန်တော်တို့ဒီမြိုင်းနဲ့ပခုတ်ကူကြားနေကြရွာအဲ့ဒီဖြစ်စီမှာကျွန်တော်အကြပ်သမား20လောက်ပေးတယ်အများဆိုအထိကတန်ရရတယ်။အများကြီးပေးတယ်။ဒီလေကြောင်းရဲ့ပြတ်မှတ်ကတော်တော်ကြီးထိတယ်ပြောရမယ်။တော်တော်ကြီးထိတယ်ပြောရမယ်။အဲ့တော့အကြပ်သမားများစွာပေးတယ်အများဆိုတန်ရရတယ်။နောက်တဲ့အခြေအနေကိုထပ်ပြီးတင်ပြပါမယ်။ဒါတော့ကျွန်တော်တို့မုံရွာနဲ့သခိုင်းလမ်းပိုင်း ုံရွာတဲ့သခိုင်းလမ်းပိုင်းချောင်းမြို့နယ်ထဲမှာရှိတဲ့တားမင်ကုန်းရွာ900 900ကန်ရွာချောင်းခွေရွာဘောဒီရွာအဲ့ဒီကြီးရွာအလုံးမှာကျွန်တော်စီသွေးကြော PDF အားလုံးကျွန်တော်150ခန်းအင်အားရှိတယ်အဲ့ဒီဘွဲတွေကမုံရွာနဲ့သခိုင်းလမ်းပိုင်းကိုကျွန်တော်တရချားလောက်တို့တက်တယ်တက်တယ်ပြီးရင်ကျွန်တော်တို့ဒီကားတွေမိုင်းဆွဲတယ်ကားတွေကားတွေမိုင်းဆွဲတယ်ဗျအဲ့ဒီရွာတွေအားလုံးကလည်းဒီရွာတွေကလည်းပြည်ထဲအမိပေါ့လေရွာတွေမဟုတ်ဘူး တော့ကျွန်တော်တို့ကဒီမုံရွာနဲ့စကိုင်းလမ်းမကြီးတည်ငြိမ်ဖို့အေးချမ်းဖို့အတွက်ဒီစစ်သွေးကြွားတဲ့ခိုးအောင်တဲ့ရွာတွေကိုကျွန်တော်မြေပေါ်ကနေရှင်းရဖဲရမှာပဲဖဲပြီးတော့အခြားရွာသွားပေါင်းပြရမှာပဲအဲ့လိုမလုပ်ဘူးဆိုရင်ဒီအကြီးကဒီကောင်တွေကဒီပေါ်တက်လာလိုက်ဆက်ကြီးကောက်လိုက်ပြန်ဆင်းသွားလိုက်ရွာထဲမှာမိုင်းတွေလှုပ်လိုက်အပေါ်ပြန်တက်လိုက်ဒီလိုပဲလုပ်နေတာဒီလိုဒီနေရာမှာနောက်တစ်ဆက်ရှင်းဖို့လိုတာကကျွန်တော်တို့ဒီရွှေဘုံနဲ့ရွှေဘုံစကိုင်းလမ်းမကြီးရွှေဘိုးစကိုင်းလမ်းမှာလက်ရှိကျွန်တော်တို့ကျွန်တော်တို့အဲ့မှာရှိတဲ့ဂိတ်တွေကိုမရှင်းနိုင်သေးဘူးခင်ဗျားကြည့်လိုက်ခင်ဗျားကြည့်မုံရွာနဲ့ မုံရွာနဲ့ဒီစကိုင်းလမ်းပိုင်းမှာစစ်သွေးကြွားတွေတက်တယ်ဆိုရင်လုံချိုးတက်ဖို့ဝင်တာတောက်လျှောက်နေမြေရှင်းလင်းမှုလုပ်တယ်အချမ်းပါသမားလေးအလောင်းတွေများစွာရရတယ်တပတ်တိုက်ပွဲတွေကလည်းပြင်းပြထန်ထန်ဖြစ်ခဲ့တယ်ပြင်းပြထန်ထန်ဖြစ်ခဲ့တယ်သို့တော်လည်းပဲဒီရွှေဘုံနဲ့စကိုင်းလမ်းပိုင်းမှာတော့နှစ်ဖက်တိုက်ပွဲဖြစ်တာလည်းခင်ဗျားတို့မကြားဘူးမကြားဘူးဘာမှမကြားဘူးအဲ့ဒီမှာခင်ဗျားအဝေးမမြင်တာအဝေးမမြင်တဲ့ဒီရွှေဘုံနဲ့မန္တလေးဆွဲတဲ့ကားကိုမေးလိုက်ကားသမားကိုမေးကြည့်လိုက်ဘယ်နာမှ PDK ရှိအကုန်ရှိတယ်သို့တော်လည်းပဲ AC ပဲအဲ့ဒါတိတ်အရင်ရရှိပါတယ်ဘာကြောင့်လဲဆိုတော့ အကြပ်ဖတ်သမားအင်အားကြီးအောင်ကျွန်တော်ကြောက်တိုင်နေတယ်အတူတူပဲဗျအတူတူပဲအရွှေဘုံနဲ့စကိုင်းလမ်းပိုင်းမှာတော်တော်ဆိုးတယ်တော်တော်ဆိုးပါတယ်တော်တော်ဆိုးပါတယ်ကျွန်တော်တို့မုံရွာနဲ့စကိုင်းလမ်းပိုင်းကိုတော့ကျွန်တော်လုံချိုးကြီးအဲ့မှာတောင်ဝင်ကြတဲ့လုံချိုးကြီးတက်ဖို့မနဲ့ထိချုံနိုင်တယ်တိုးတော်လည်းပဲဒီရွှေဘုံနဲ့စကိုင်းလမ်းပိုင်းပေါ့ဗျာရွှေဘုံကလည်းစကိုင်းလမ်းပိုင်းမှာရှိတဲ့အကြပ်ဖတ်တဲ့ဂိတ်ကိုတော့လုံးဝထိချုံနိုင်ခြင်းမရှိပါဘူးဒါတော့ကျွန်တော်တို့နေမီဒီဇိုင်းအခြေကိုတင်ပြပေးတာဖြစ်ပါတယ်ပြည်ပမီယာကိုအနေနဲ့ရကရရှိအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မော်လမြိုင်မြို့မှာဆီအောင်ဖြစ်တဲ့သူကသူ့ရဲ့မိန်းမကိုတတ်ဖို့ဆိုပြီးတော့7380ပေးတယ်7380 80နဲ့ပေါ့ဗျာဒီလူမိုက်ဖွဲ့ကိုငှားပြီးတော့တတ်ခိုင်းတယ်ပေါ့ဗျာမော်လမြိုင်မှာဖြစ်သွားတာဆီအောင်ကသူ့မိန်းမကိုကွာရှင်းလာတယ်ကွာရှင်းလာရင်နောက်ပိုင်းမှာသူ့မိန်းမကိုသူကတတ်ချင်တော့ဒီလူမိုက်ဖွဲ့ကိုလူမိုက်ဖွဲ့ကိုငှားတယ်7380နဲ့ငှားတယ်ငှားပြီးတော့သူ့မိန်းမကိုတတ်ခိုင်းတယ်အဲ့လိုအခြေအနေဖြစ်သွားတယ်အဲ့ပြီးခဲ့တဲ့ရက်ကတော့ကျွန်တော်တို့ဒီမန္တလေးမှာမန္တလေးမှာဒါမိန်းမဖြစ်တဲ့သူကလင်ကြီးကိုလင်ငယ်နဲ့ပေါင်းပြီးတတ်တယ်တတ်တယ်လင်ကြီးကတော့ကျွန်တော်တို့ဒီတနတ်တန်ရဓာတ်တန်ရနဲ့ပေးသွားတယ်နောက်ဆုံးမှကျွန်တော်တို့ဒီဒီအမျိုးသမီးရဲ့ ပြီးရင်ကျွန်တော်တို့လင်ငယ်ပေါ့ဗျာလင်ငယ်တို့တို့နှစ်ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လက်နက်လည်းမိတယ်ပြီးရင်ဆက်ဆက်ပစ္စည်းလည်းမိတယ်ဆက်ဆက်ပစ္စည်းလည်းမိတယ်အဲ့တော့အဲ့အချိန်တုန်းကကျွန်တော်ကအချိန်ကြီးတင်ပြခဲ့တယ်လက်ရှိလည်းကျွန်တော်တို့ဒီမော်လမြိုင်ဖြစ်စဉ်လည်းတင်ပြမှာရမယ်ဘာကြောင့်လဲဆိုတော့ဒီမန်လေးဖြစ်စဉ်ကျတော့တင်ပြပြီးမော်လမြိုင်ဖြစ်စဉ်ဘာကြောင့်မတင်ပြလာလဲဆိုတော့ကျွန်တော်မေးစရာမေးဖို့နေဖြစ်လာနိုင်တယ်အဲ့တော့ဒီလိုမျိုးတွေလည်းရှိတယ်ဒီလိုမျိုးတွေလည်းရှိတယ်ယောက်ျားနဲ့မိမတက်တာမိမနဲ့ယောက်ျားတက်တာဒါတွေရှိတယ်ဒါတွေကကျွန်တော်တို့စဉ်းကျင်နိုင်မှုပဲတင်ပြတာဖြစ်ပါတယ်ဖြစ်စဉ်ကမေလ9ရက်နေ့မွန်းလွဲတနင်္လာနေ့20ရက်ကမော်လမြိုင်မြို့ကွင်းရက် အောက်လမ်းမှာကြီးအဲ့မှာရှိတဲ့ကျွန်တော်ဓာတ်ပေါက်ဓာတ်ပေါက်ဆိုင်ပေါ့ဗျာအဲ့ဓာတ်ပေါက်ဆိုင်ကျွန်တော်မတင်ကလူငါတို့တွေ့တယ်သူတို့ကကျွန်တော်တို့ဒီတူတာကားနှစီနဲ့ရောက်လာတယ်ဗျာရောက်လာတော့အချင်းကြီးရောက်လာတယ်လူစင်းကြီးလူစင်းကြီးရောက်လာတယ်ရောက်လာတဲ့ခါမှာကျွန်တော်တို့ဒီနေမြေမှာရှိတဲ့အဖွဲ့တွေကရဲတပ်ဖွဲ့ကိုတရင်တရင်ပေးတယ်တရင်ပြီးတော့ကျွန်တော်ဆက်ဆက်တယ်ဆက်ဆက်ပြီးအဲ့လူတွေဖမ်းတယ်ဖမ်းရမိတဲ့ခါမှာဖမ်းရမိတဲ့လူတွေကဒီကားအောင်မောင်းတဲ့သူကရှင်မောင်းဖြစ်တဲ့သူကဒီဇေယအောင်ဇေယမျိုးသစ်မုဒမမျိုးပေါင်မျိုးနဲ့အသက်90ခန့်အရွယ်ရှိတဲ့နိုင်ဦးအဲ့တော့သူ့ကိုမိတယ်သူ့ရဲ့လွယ်ထဲကကျွန်တော်တို့ဒါတနတ်တလက်ကြည်အိတ်တစ်ခုပြီးရင်ကျွန်တော်တို့ ဒါဆက်ဆက်ပြီးတော့ကြီးပန်းတက်တွေမိတယ်ဗော PS2 မိတယ်ဗောမိတယ်ပြီးရင်ကျွန်တော်ထပ်ပြီးတော့ဒါတို့ပါတယ်လို့ဆက်ဆက်ပြီးတော့ဒါစစ်စစ်တဲ့ခါမှလည်းကျွန်တော်တို့တောက်ချောက်တောက်ချောက်မိတယ်ဗောမိတယ်မိကြတယ်ဗောမိတဲ့ခါမှာဒါဆက်ပြီးတော့နောက်တဲ့ဇီကိုကျွန်တော်တို့ထပ်ပြီးတော့ဒါစုံစမ်းတဲ့ခါမှာစုံစမ်းတဲ့ခါမှာကျွန်တော်ကွင်းရက်ရက်ကွာအောက်အောက်လမ်းမကြီးအတိုင်းမောင်ငန်ဈေးဘက်ကိုလာတဲ့ဒီကြောင်ပြီးသွေးရုံမိဘအင်းကိုမောင်းလာတယ်ကျွန်တော်တို့ KYN KYN ကျွန်တော်တို့ဒီ Toyota Probox အဲအဲ့ဒီကားလေးစုလေကျွန်တော်တို့ စစ်ဆေးတယ်ပေါ့ဗျာနံပါတ်ကကျွန်တော် KYN4DD7763 အဲ့ဒီကောင်လေးစစ်ဆေးတယ်စစ်ဆေးတဲ့အခါမှာအဲ့ဒီလူတွေကသွေးတောက်ရက်ကိုယ်ချံကုန်ရောက်ကောင်မနေတိုင်းအသက်40နှစ်ရင်မောင်းဖြစ်သူဟောဗျာဆက်ဆက်ပြီးမိတော့ဗျာထားပါသူတို့မိကြတယ်ပေါ့မိကြတယ်အဲ့တော့ပြီးတော့ပြီးတော့မလုပ်ကြရလေပါလေရက်တစ်ခွေကကျွန်တော်စုံစမ်းစစ်ဆေးတယ်စစ်ဆေးတဲ့အခါမှာဖြစ်စဉ်ကအဲ့ဒံပေါက်ဆိုင်ဒံပေါက်ဆိုင်ဒံပေါက်ဆိုင်ကကျွန်တော်တို့မဝင်းမြမြဖြိုးမဝင်းမြမြဖြိုးတတ်ဖို့တော့သူ့ရဲ့လင်ဖြစ်တဲ့သူက380နဲ့ငါလို့သူလာတတ်တာစစ်ခိုင်းလို့လာတတ်တာသူ့ရဲ့ယောက်ျားနာမည်ကဒေါက်တာဇင်မင်းတောင်တောင် ဇင်မင်းတော်တော်တတ်ခိုင်းတာဒေါက်တာဇင်မင်းတော်တော်နဲ့တပေါင်းဆိုင်ကမဝင့်မျက်မျက်ချိုးတော့ကလင်းများသူတို့နှစ်ယောက်ကကျွန်တော်ကွာရှင်းထားတယ်ငွေကြီးအရှုပ်ချင်းတွေကြောင့်ဒါသူ့အကြောင်းနဲ့သမီးမောင်ကိုတတ်ဖို့တော့လောက်လာတတ်ဖို့တော့လောက်လာအဲ့တော့ဆက်ဆက်ပြီးဖမ်းရမိတယ်ပေါ့ဗျာအဲ့ဒီဖြစ်စမှာဖြစ်စမှာခုနကတပေါင်းဆိုင်ပိုင်ရှင်ဖြစ်တဲ့မဝင့်မျက်မျက်ချိုးကိုတတ်မဲ့ကျေးဇာသမားတွေဖြစ်တဲ့နိုင်ဦးပြီးရင်ကျွန်တော်တို့ဇော်မင်းလက်ပြီးရင်ကျွန်တော်တို့ကျော်ဝင်းသူပြီးရင်ကျွန်တော်ဟိန်ဝင်းပြီးရင်ကျွန်တော်တို့ဒေါက်တာဇင်မင်းတော်တို့တို့ဗျာဖမ်းဆီးပြီးတော့အရေးယူလိုက်တယ်ပေါ့အဲ့လိုဖြစ်တယ်ဘလို့ဆိုလဲဗျာယောက်ျားဖြစ်တဲ့သူကသမီးမောင်ကိုတတ်ခိုင်းတာ ူမိမနဲ့သူနေရာလဲ question ထားတယ်။ question ထားသူမိမကိုတတ်ဖို့အတွက်ချက်သိန်း80နဲ့လူမိုက်ဖွဲ့ကိုငှားတယ်။အော်လူမိုက်ဖွဲ့လည်းမိတယ်။လက်ရှိတော့တို့ကိုကျွန်တော်တို့ဒါဒီဒီဥပဒေတိုင်းဆက်လက်ပြီးလုပ်ပြပါဗျာ။အဲ့လိုကြီးဖြစ်တယ်။အဲ့လိုကြီးဖြစ်ကြပါလေ။အော်ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်မန္တလေးမှာဖြစ်ပါလေ။မန္တလေးမှာဖြစ်တာကတော့ဒါမေမိမနဲ့ပြီးတော့လင်းငယ်လင်းငယ်နဲ့ပေါင်းပြီးတော့လေကြီးကိုတတ်တယ်။အခုဒီမှာမော်လီမိုင်မှာကျတော့ဆီအောင်ကသူနဲ့ question ထားတဲ့သူမိမကိုတတ်တယ်။သူမိမကိုတတ်ဖို့အတွက်ငွေချက်သိန်း80နဲ့လူမိုက်ဖွဲ့ကိုငှားတယ်။ငါပြီးတတ်ခိုင်းတယ်။အဲ့ဒီဖွဲ့ကိုမိတယ်။အဲ့ဒီချင်းလေ Thank you.